တခါတော့ကစာကလေးတကောင်သည်ကြီးကန်းတကောင်နှင့်အစီကင်ပွန်းဖွဲ၍နေထိုင်၏တနေ့တွင်အစာရှာထွက်ကြရာဖြာပေါ်၌မိလန်းထားသောမြုပ်သီးများကိုကြီးကန်းကတွေ့မြင်လေ၏ထိုအခါကြီးကန်းကလေ၏ဒီမြုပ်သီးတွေကိုဘသူအများဆုံးစားနိုင်မလဲပြန်ကြရအောင်ဟုပြောကောင်းပြီလေပြန်ကြတာပေါ့ဟုစာကလေးကပြန်ပြောလိုက်၏ပြီးတော့ နိုင်သူကရှုံးသူကိုစာစတန်းတော့ခုជីကန်းကပြောပြန်ပြီးစာကလေးဒီជីကန်းကနောက်ပြောင်ပြောသည်ထင်မဲ့၍ရေရေမောမောနှင့်သဘောတူလိုက်၏မိစေချင်းချင်းဆိုသည်မှလည်းစားကောင်းဒီမဟုတ်ခြေစာကလေးသည်မယုတ်သီးများကိုတတောင်စီတတောင်စီသာယူသားစွာစား၏ ကြီးကန်းနာမူအကောက်ကျန်၍မယုတ်တီးတတောင်စားပြီးတိုင်းသုံးလေးတောင်ကိုစာကလေးမမြင်အောင်ဖြာအောက်တွင်ပွက်ထား၏နောက်ဆုံးတွင်ကြီးကန်းကငါနိုင်ပြီကွခုမင်းကိုငါစားရတော့မင်းခုပြောလေ၏ယခုမှကြီးကန်းက တီပေါက်ပြောဆိုခြင်းဖြစ်ဒီကိုစာကလေးကသဘောပေါက်သွား၏ထို့ကြောင့်စာကလေးကကောင်းပါပြီကျုပ်ဂရိတီရပါစေမင်းဒါပေမဲ့ကျုပ်ကိုမစားခင်အဆွေနှုတ်တီးဖို့တော့ရေစေးပါဦးအညစ်အကြေးအပုတ်တိုးတွေကို စားလို့အဆွေဟာညစ်ပတ်တဲ့ငှက်တကောင်ဆိုတာလူတိုင်းသိပါတယ်ခုပြောလိုက်၏ထိုခါကြီးကန်သည်နှုတ်တီးကိုရေစေးရန်အလုံးမှာမျက်စီတို့သွား၍ရေတောင်းဤမြင့် ညည်ရေးပေးပါနှုတ်သီးဆေးဖို့ပါနှုတ်သီးဆင်အောင်ဆေးစာကလေးကိုစားမယ်လေးထို့အခါညစ်ကအဆွေရေလိုချင်လို့လားကောင်းပါပြီဒါပေမဲ့အဆွေဟာအညစ်အကြေးတွေကိုစားတယ်လို့အများကပြောကြပါတယ်အဆွေနှုတ်သီးကို ကျုပ်ရေထဲမှာဆေးချင်ရင်ထည့်စရာရေအိုးသွားယူပါပြီးတော့ လူသမားရေကိုကြိုက်တလောက်ခတ်ယူနိုင်ပါတယ်ဟုပြန်ပြောလိုက်သည့်ကြီးကန်းသည်ရွာထဲရှိအိုးထင်းသည်ခံသွား၍ပိုးလုပ်ပေးရန်တောင်းပြန်နေသည်၆အိုးထင်းသည်အိုးထင်းသည်အိုးတလုံးလောက်ဖုတ်ပေးွယ်နှုတ်သီးစေဖို့ရေခတ်မယ်ရေကိုခတ်လို့နှုတ်သီးစေစာကလေးကို စားမယ်လေကြီးကန်း၏စကားကိုကြားရသောအခါအိုးထင်းသည်ကအစိပိုးလိုခြင်းလို့လားကောင်းပါပြီဒါပေမဲ့ကျုပ်မှာရှုပ်မရှိဘူးကျုပ်စီကို ရှုပ်ယူလာခဲ့တဲ့ပို့အိုးလုပ်ပေးပါ မင်းဟုပြန်ပြောလေသည်ကြီးကန်းသည်လေခွင်းသို့သွား၍နှုတ်သည်ဖြင့်ရွှေများကိုစတင်တူးဆွာလေ၏ထိုအခါမြကြီးက အဆွေကြီးကန်းတင်ဟာအညစ်အကြေးတွေကို စားတယ်ဆိုတာတကဘာလုံးကသိကြပါတယ်တူးရင်နဲ့မတူးရင်တော့ကျုပ်ရှင်တွေကိုတူးခွင့်မပေးနိုင်ဘူးဟုပြောလေကြီးကန်းသည်ရွာထဲရှိလှဲပြီးလုံနေသောပန်းမဲဆရာထံသွားပြီးတူးရှင်တလက်လုပ်ပေးရန်တောင်းရပြန်လေသည်ပန်းမဲဆရာပန်းမဲဆရာတူးရင်တလက်လုပ်ပေးပါရှင်ကိုတူးလို့အိုးလုပ်ဖို့ခြေကိုခတ်ယူဖို့ခြေကိုခတ်လို့နှုတ်သီးဆေးစာကလေးကို စားမယ်လေဤတွင်ပန်းမဲဆရာကအဆွေကြီးကန်းတူးရင်လိုချင်လို့လားကောင်းပါပြီဒါပေမဲ့ အစိမ်းမြင်တဲ့အတိုင်းပဲကိုရင်းမှာမီးမရှိဘူးကျုပ်ကို တူးရင်းလှုပ်ပေးစေခြင်းရင် မီးယူလာခဲ့ရမှာပေါ့ခုပြောလေကြီးတန်းသည်အနည်းရှိဘယ်သမားတဝိအိမ်တို့မီးရှာရင်သွားရပြန်သည်ဘယ်သမားဤဇနီးသည်ခြံဝင်းထဲ၌ခမင်းချက်နေ၏ ။နေသမားကြီးဇနီးဒီမိတ္တဆလောက်ပေးပါကွယ်တူးရင်လုံးမှာရှင်တူးစရာရေအိုးလုပ်ဖို့ပါရေကိုခက်လို့နှုတ်သီးဆေးစာကလေးကို စားမယ်လေးကြီးကန်းကနေသမားဤဇနီးတဲ့ထံတွင်မိတောင်းဤနေသမားကြီးဤဇနီးတဲ့က တိမ်မီလိုချင်လို့လားကောင်းပါပြီဒါပေမဲ့မိကိုဘလို့ယူသွားမလဲဟုမေး၏မိကိုကျွန်ုပ်ကြောပေါ်မှာတင်ပေးပါဟုជីကန်းကပြောလေ၏လေသမားဤဇနီးသည်မိကိုជីကန်း၏ကြောပေါ်သို့တင်ပေးလိုက်ရာជីကန်း၏အမွေးတောင်များကိုချက်ချင်းပင်မိဆွဲလောင်လေတော့သည်ဤသို့ဖြင့်မတော်လောဘရှိသောជីယုံမာသည် မီးလောင်ပြာကြ၍တေပွဲဝင်သွားရလေသည့်ယူသားသောစာကလေးမှာကတက်တန်းစိတ်အောင်စိတ်ချမ်းသာစွာဖြင့်နေသွားရလေသည်